ကဲအန်လိုဒီမလာသေးဘူးလားအေရိုကန်တို့ရဲ့ပွဲမလာသေးဘူးလားအိုကန်ပွဲမလာသေးဘူးလားလို့မေးနေကြရင်ညီကိုတွေအတွက်အိုကန်တွေရဲ့ပွဲလာပါပြီအဲ့ဒါတော့ကျွန်တော်နိုဝင်ဘာလ16ရက်နေ့မှာဆိုလို့ရှိရင်တော့ YG နဲ့အိုကန်တို့ရဲ့ဒီအန်လိုဒီစီဇန်3ရဲ့အဖွင့်ပွဲတင်ရှိရတကယ်လဲကြည့်ကောင်းမဲ့ပွဲလို့ယူဆလို့ရတယ်ဒီ YG ကလည်းလောလောဆယ်မှာဆိုလို့ရှိရင် Lion တောင်းတဲ့အသင်း Amazon Season 1တွေကစုဖွဲ့ထားတဲ့အသင်းအသင်းလို့လည်းပြောလို့ရတယ် Amazon မှာလည်း Playoff တက်ထားတဲ့အသင်းဆိုတော့ အဲ့ဒီအတင်းနဲ့ကျွန်တော်တို့ရဲ့ legendary player တွေဖြစ်ခဲ့တဲ့ကျွန်တော်တို့ကန်တို့ A တို့ D တို့ K တို့ဦးဆောင်တဲ့အိုကန်တို့ရဲ့ပွဲရတော့အဖွင့်ပွဲတဲ့အဖြစ်တကယ်မြိုင်မယ်တကယ်ကြည့်ကောင်းမယ်ဒုတိယပွဲမှာဆိုလို့ရှိရင်တော့ AI Esports နဲ့ D Lion လို့ခေါ်တဲ့ဒီအတင်းသစ်ပေါ့နော် qualifier နဲ့တက်လာတဲ့အတင်းတို့ရဲ့ပွဲရှိမယ်နောက်ဆုံးပိတ်အပွဲအဖြစ်ကျွန်တော်တို့ ဖဲကွန် eSport နဲ့တင်းဆယ်ဘင်းတို့ရဲ့ပွဲရှိမယ်ဒီ LOD Season 3ကိုတော့ကျွန်တော် qualifier ကနေတက်လာတဲ့9သင်းနဲ့အရင်နေ့ကကျွန်တော် data invite ရရှိထားတဲ့9သင်း total 16သင်းနဲ့ကျင်းပတာဆိုတော့ဒီ16သင်းဆိုတော့ဒီ10ပွဲပေါ့နော်10ပွဲကို best of 1 Swiss State round 1ဆော့ရမယ်ဒီ16ရက်နေ့မှာဆိုလို့ရှိရင်တော့ဒီတပွဲနိုင်ထားတဲ့အသင်းအချင်းချင်းပေါ့နော်အသင်းချင်းချင်းတွေ့မယ်ဒီတပွဲရှုံးထားတဲ့အသင်းချင်းချင်းတွေ့မယ်ပေါ့နော်အဲ့ဒါကလည်းကျွန်တော်တို့ ဘတ်ဆော့1ပဲဆော့ရပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဘတ်ဆော့1ဆော့ရမယ်ဒီကျွန်တော်20ရက်နေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနှစ်ပွဲလုံးနိုင်ထားတဲ့အသင်အချင်းချင်းတွေ့မယ်တပွဲနိုင်တပွဲရှုံးဖြစ်ထားတဲ့အသင်အချင်းချင်းတွေ့မယ်နှစ်ပွဲလုံးရှုံးထားတဲ့အသင်အချင်းချင်းတွေ့မှာပေါ့နော်ဒီနှစ်ပွဲလုံးရှုံးထားတဲ့အသင်အချင်းချင်းကတော့တိတ်ပြီးအခြေအနေမကောင်းဘူးပေါ့နော်ဒီနောက်တက်တပွဲနောက်တက်တောင်းမှာရှုံးတာနဲ့ထွက်ရဖို့များတဲ့အသင်တွေပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့18 19 20ဒီ3ရက်လုံးကိုတော့ကျွန်တော်တို့ဒီ round 1 round 2 round 3ဆိုပြီးတော့ကျင်းပမှာပဲဖြစ်ပါရဲ့ဗျအကြံရှိနေတဲ့ qualifier stage တွေဒီ playoff stage တွေဒါရှိသေးရဲ့ playoff ဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ဒီ age token တို့ဒါ playoff တက်သွားမယ်ဆိုလို့ရှိရင်တော့ဒီ player တွေကျွန်တော်ဆင်မြက်ထပ်မှာပြန်ပြီးမြင်ရမယ် playoff offline ကျင်းပမှာပဲဖြစ်ပါရဲ့ဗျကဲကျွန်တော် e-sport tournament အကြောင်းညပြန်လည်တိဆက်ပေးနေရဲ့ way ပဲဖြစ်ပါရဲ့ဗျဒီ NLD ပွဲစဉ်တွေရောပဲကျွန်တော် MSN playoff ပွဲစဉ်တွေအကုန်လုံးကိုဒီကျွန်တော်ရဲ့ဒီ profile မှာ link ချတာကျွန်တော် YouTube channel မှာကျွန်တော်ပြန်တင်ပေးပါမယ်ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ပေးကြကြအောင်တောင်းဆိုချင်ပါတယ်။ကဲကျွန်တော် TikTok အကြည့်ရှုနေညီကိုရီကကျွန်တော် video လေးနှစ်သက်တဲ့သဘောကျတယ်ဆိုလို့ချင်း report and copy လေးလုပ်ပြီးကွန်ညီပေးခဲ့လို့ရပါပြီဗျာ။နောက်ပြီးတော့ကျွန်တော်အခုရပိုင်းကျွန်တော်ဒီ personal ကိစ္စလေးနဲ့ကျွန်တော်အလုံးရှုံနေလို့ကျွန်တော် video မတင်ပြတာအတွက်လည်းနားလည်ပေးမယ်လို့ထင်ပါတယ်ဗျာ။ကဲနောက်ထပ်နောက်ထပ်ကျွန်တော်ပို့ကောင်းတဲ့ video နဲ့ဒီပဲပြန်လာခဲ့ပါမယ်ဗျာ။